ာပြညချန်နယ်ကိုအစင်မပြတ်နားဆင်အားပေးနေကြတဲ့စာပေချစ်သူများအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့စိတ်ဝင်စားဖွယ်ဗဟုသုတရဖွယ်ရဲမတန်မှုကင်းဖြစ်ရမယ့်ဇလန်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါလိမ့်ရှင်။အေတီဝင်ကနဒီဝင်ကကျမ်းမြုပ်ဆရာရှင်တို့ရဲ့အဆူအမိတ်မှာအတိဘယ်ကတော့နဒီမြကြီးမြင့်ငယ်အသွေးတွေတို့ရဲ့သဘောတဘာဝကအစဉ်အမြဲဖြောင်တန်းနေတယ်ဆိုတာမရှိဘူး။ ်ပွေးကောက်တဲ့သဘာဝရှိတယ်။ဒိုနီတူစွာအတီးယမိမတို့ရဲ့အတွင်မနော်ဒါမှမဟုတ်စိတ်ရစင်းကမြေတို့လာကွေးကောက်တတ်တယ်။တနီးဆိုတော့မတီငိမ့်တဲ့ပြောင်းလဲတတ်တယ်လို့တင်စားထားခြင်းမော။အတီးမြည်တဲ့မိမတို့က၎င်းပူရိသမြည်တဲ့ယောက်ျားတို့က၎င်းမြည်သည့်အကြောင်းတရားအချက်လက်ပေါ်မှာအခြေခံပြီး ဝင်ကားကြတာကိုကောက်ချက်ချရန်မူတီကိန်းထုတ်ရန်ခက်လာပါရီတကြောင်တကားတာတရွာတပုတ်စန်းဆိုတဲ့စကားအတိုင်းတဏီရရမှာတော့ဝိသေသာပြုလောက်တဲ့အကြောင်းအချက်ဓမ္မမုတ်တက်တည်ပြလောက်တဲ့ဓမ္မမုတ်ညီမြချင်းထိုးလောက်တဲ့တခွက်တော်ရှိမှာပါ ပေါ်ပြပါပဟိနီကိုအပြေးကြီးတဲ့တင်စားမှုစကားတရက်ကတော့လူစိတ်ကမြောက်စိတ်နေတူရီကုကောင်းကျင်ကောင်းနေအခုပဲစိုးကျင်စိုးရီအပြောင်းလဲမြန်နေစိုးရီစကားရက်ကိုအထောက်ထားပြုရပါမိ တက်စင်၍စရကတက်ရရင်တော့လူလောကအတွင်းမှာအတ္တိယဝင်ကရီရှိတဲ့ကဲ့သို့ပုရိသဝင်ကရီရောမရှိဘူးလားဆိုတဲ့ပု္ပ္ပာတရပေဖြစ်သည့်ဒီအမေရဲ့အဖြေကိုတော့အတင်းထောင်ကိုရောက်လာတဲ့ထောင်ကြတရကံမမေတက်ကောမာတက်ရဲ့ဘဝဖြစ်စဉ်ကအဖြေထုတ်ပြထားပါရီသူတော်ချင်းချင်းတရင်လွေလွေပေါင်ဖက်တွေးဆိုတဲ့ပုံထုံးစံစကားရက်တခုရှိပါရီ လွန်ခဲ့တဲ့နှစ်လလောက်ကလေးကနေစဉ်တရားရုံးကိုထွက်ကြရရတဲ့တရားရုံးပြန်တရားခံတို့ထံမှကြားရတဲ့လက်ဆင့်ကမ်းသတင်းစကားတွေကတော့မရဲကြီးနဲ့မရဲငယ်နှောင်ချင်းခြားခြားလို့မရဲငယ်ကမရဲကြီးကိုဓာနေထိုးလို့အဲ့ဒီအမျိုးသမီးဟာတရားရုံးမှာအမှုရင်ဆိုင်နေရတဲ့ရှေးပြေးအကျိုးသတင်းအစအနတွေပေါ့မရဲကြီးနဲ့မရဲငယ်ဆိုတာကလင်လူပတ်တွေဖြစ်တယ်ဆိုရတော့ စံတပင်တင်ချစ်ချင်းမယောရီစားလူလူဥနုကျွဲခတ်ဆိုစကားရှိပါရီယခုတော့စံတပင်တင်းယုံများမကစံတအုံလုံးတကောင်းလုံးတင်းနဲ့ကြည်လင်လူလူဆိုပြီးအစိုတိတရတင်လောက်အောင်ဒီကရလင်းလူပွဲပါမရဲ့ကြီးနဲ့မရဲ့ငယ်မတင်းမြတ်ရှိတတ်တာကဓမ္မရာသဘောလိုအသွင်ဆောင်နေတာမို့အချင်းထောင်ဝန်ထမ်းတယောက်အနေနဲ့တနည်းဆိုတော့ကုထောင်းအဖို့တော့မဆန်းပါဘူး ကိုရောင်းတီးကျင်လူကျင်တာကောက်တူတူတီတီထူးထူးခြားခြားမှုကင်းဖြစ်စဉ်လေးကိုပါယခုတော့ဒိုအမှုရဲ့တရခန်ဓာတ်ထုံမှုနဲ့ထောင်တန်း၃နှစ်ကြာရဲ့ကရကရှင်မမီတက်ကိုမာတက်တယောက်ကိုတောင်းရင်ရှိမောက်ကိုရိုးရိုးလေးရောက်နေပါပြီမင်းနမေပြောမေတက်ခေါ်မာတက်အဖေနမေဦးမောင်စိန်အမေနမေဒေါ်ကြီးမြိုင်မအိမ်အောင်ရှိလားရှိရင်နမေပြော ီမေကွန်းအရောက်မှာတော့မေတက်နှုတ်ကအပြေချက်ချင်းထွက်မလာပါခဏကြာမှဟုတ်ကဲ့ရှိပါတယ်လို့ဖြေသည်ရှိရင်နမယ်ပြောလေမောင်စိုးခင်မောင်မောင်လို့လည်းခေါ်ပါတယ်ဘုဒ္ဓဘလို့ကြီးလေဟာကျမနဲ့တီးခဲ့တာကခင်မောင်မောင်ပါဒါပေမဲ့သူ့ရဲ့နမယ်ရင်းကမောင်စိုးပါဘာမှုဖြစ်တယ်လေဓာတ်ထုတ်မှုပါဘယ်နှချက်ထိုးလေကြိုးကိုတစ်ချက်ထောင်ဘလောက်ကြလဲသုံးနှစ်ကြပါတယ်ဘသူ့ကိုထိုးတာလဲ ဟိုဟိုဟာမကိုနမေပြောပါ မြင်မြင်တန်းဘာပြစ်လို့ထိုးတာလဲဘာရန်ညှို့ရှိလို့လဲမေးတဲ့မေးခွန်းတော့မဟုတ်ပါဖြစ်စဉ်ကိုတီးတင်းတော့သိပြီးပြီဖြစ်တော့မေးစရာမလိုပါလူမှုရေးတိတ်ခါအရာလေမမေးအဲ့လိုမမေးတော့ပါအနီးနားမှာဘေးကနေဆွဲတဲ့လွဲတဲ့သူမရှိဘူးလားရှိတော့ရှိပါတယ်ကျမယောက်ျားကိုဆိုးတော့ရှိပါတယ်သူကဝင်ပြီးတော့ဖြန့်ဖြေးမပေးဘူးလား သူ့ရဲ့မယကြီးအတန်ကိုကြားကြတဲ့ကအခန်းထဲဝင်ပုန်းနေတာပါဆရာသူ့မှာမယကြီးရှိနေတာကိုမသိဘူးလားမသိခဲ့လို့ပါဆရာရဲ့သူ့ကိုယ်သူလူပြောပါလုပ်ငန်းရှင်တယောက်ပါလို့ကျမကိုလိန်ပြောထားပါတယ်မတတ်အလိန်ခံရတာပေါ့ဟုတ်လားဟုတ်ကဲ့နောက်ပိုင်းကျတော့မွေးပါလဲဆုံးတားလဲဆုံးဆိုတာလို့ဘဝလဲဆုံးရအချက်လဲ꿰ရတာဆိုတာမျိုးကိုကျမအဖြစ်မခံနိုင်တော့ဘူးလေကျမကိုလက်ထပ်ခဲ့တာလေလွန်လွန်ကျူးကျူးဖြစ်ခဲ့ကြတဲ့အခြေအနေရဲ့ပြီးတော့ကျမရဲ့အကူကြီး လူမိုက်ထောင်ထွက်ကိုကြောက်လို့ရေချောင်းလက်ထက်ယူခဲ့တာပါ။သူကဘာအလုပ်လုပ်လဲပြောပါဦး။မိုးလင်းတာနဲ့ကျမကဟင်းရွက်စင်ရောင်ထွက်ရတယ်။သူကအိမ်မှာချက်တယ်ပြုတ်တယ်ဝိထုဖတ်တယ်အားရင်အိတ်တယ်။နောက်ပိုင်းမှသိရတာကလည်းဟိုအမကိုခိုးလာတော့ကလည်းမြင့်မြင့်တမ်းမှပါလာတဲ့လက်ဝဲလက်စားတွေကိုရောင်းလိုက်ပောင်းလိုက်နဲ့ဘာလုပ်မှမလုပ်ဖင်းနဲ့ထိုင်စားပြစ်တာတဲ့။မြင့်မြင့်တမ်းလည်းအလိန်ခံလိုက်ရတာပေါ့။ဟုတ်ကဲ့မြင့်မြင့်တမ်းရောကျမပေါ့။ကွာရှင်းပေးဖို့ပြောကြပါရစေ။ သူကကွာမပေးနိုင်ဘူးတဲ့။ကွာရှင်းချင်တဲ့သူကတယောက်ကိုငွေ3000ပေးမှကွာရှင်းပေးမယ်တဲ့။အတော်ရုံမှာပါတယ်။ကျမသူ့ကိုပါအပြက်ရှင်းဖို့တွေးလိုက်တာ။သူအပြေးဥသွားတယ်။ဆက်လက်တင်ပြရမယ့်ဖြစ်စဉ်ပိုင်းမှာကဖြစ်စဉ်တခုတည်းမဟုတ်ပါ။နှစ်ပွင့်တခိုင်းဆိုတဲ့စကားကဲ့သို့နှစ်ပိုင်းဆက်တွင်ချိန်ဆက်နေပါ၏။ပထမအပိုင်းကတော့မောင်ဆိုးနဲ့မရဲကြီးမြင့်မြတ်တန်းတို့ရဲ့ဇလန်းပိုင်းပဲဖြစ်ပါသည်ဒုတိယဇလန်းပိုင်းမှာ မောင်စိုးကခင်မောင်မောင်နဲ့မိသက်တို့ရဲ့ဇလန်းဖြစ်ပါရီကိုထောင်ရဲ့မူလမှတ်တမ်းမှာမသက်ရဲ့ထွက်ဆိုချက်ပထမပိုင်းဖြစ်ပါရီဒုတိယပိုင်းကမိသက်ကိုထောင်ဝင်စာလာတွေ့တဲ့မောင်စိုးရဲ့ပြောပြချက်ဖြစ်ပြီးမောင်စိုးနဲ့မြင်းမြင့်တန်းတို့ရဲ့ဇလန်းဖြစ်တဲ့ဆိုလိုတာကတော့ဖြစ်စဉ်နေရက်ကရှင်းနောက်လွဲနေပါရီတို့ရမှာစာဖတ်သူတို့အနေနဲ့ဇလန်းရဲ့ဏီတန်းနဲ့ဏီကုန်းကို အစီအစဉ်တကျယူစားနိုင်ရန်ပထမနေ့ဒုတိယကို အစီအစဉ်တကျတင်ပြအပ်ပါရီ မောင်ဆိုးဆိုတဲ့လူငယ်တယောက်အသက်ကတော့20နှစ်ရွှေကြိုင်းရက်ွက်နေသိဝါတဏိပွဲရုံပိုင်ရှင်ဦးအောင်ခန့်ဒေါ်ကြည်တို့ရဲ့ဒုတိယသားဖြစ်တဲ့အသားလက်လက်နှာရန်ပေါ်ပေါ်နေလုံမငယ်တွေစိတ်ဝင်စားလို့တဲ့လူကျော်လူလာတယောက်ဖြစ်တဲ့မိမချောချောတယ်ဆိုပြီးလဲဆိုကြတယ် ចောင်းសាខុនដានមកសាមីវឿ3នេះចារោចောင်းកថ្វាក់ខីយារីအလောက်ကိုင်မရှိ လုံးလို့စိတ်လည်းမရှိစိတ်ဝင်စားမှုလည်းမရှိအပေါင်းသင်းများနဲ့ရေလာဝါလာနဲ့အချိန်ကုန်နေမိဘတို့ရဲ့စီးပွားရေးအလောက်ကိုလေတဒဒတအကူပေါ်လောင်ဘက်ပြူရမှန်းလည်းမသိ မိဘရဲ့ပတ်စံကိုဖြုံးပြီးအဝိထေအမျိုးမျိုး အလားပစ္စည်းနဲ့ပိုလာပိုချောအောင် သူကိုယ်သူတထေးတကြွေသားတယောက်လိုဝစ်စားပြင်ဆင်ပြရီဘဝပြီးရုပ်ကလေးချောတာကိုအရင်ခံပြီးမိမပွေတဲ့ရီစားတွေထဲလဲတွေးတဲ့အချောအလမမောတတ်တဲ့လုံမငယ်တို့ရဲ့ကြားငစင်လေးဖြစ်တဲ့အစာမတ်တဲ့မိန်းကလေးကို အစာအတော့နဲ့ချင်းကတ်တဲ့အဝေးအစားအလှပမမောတဲ့သူကိုအဝေးအစားပေါ်ပင် အသည့်စန်းတွေဝယ်ပေးပြီးဝင်ဘူးလေ ဘွဲရចောင်းသားတယောက်ဆိုပြီးလေလှုပ်ကြံလေးလေးတက်တဲ့သူထောင်ထားတဲ့ထောင်ချောက်အတွင်းကိုမိနေသူကတော့သူကဲ့သို့ရုပ်ချော့ရုံလာကုန်မှတမတ်တက်တဲ့မြင့်မြင့်တန်းဆိုတဲ့မင်းကလေးတယောက်ပဲဖြစ်တဲ့မိဘများမရှိတော့ဘဲအတော်ရဲ့အုတ်ထိန်မှုနဲ့ကြီးပြင်းလာရသူဖြစ်ပြီးစက်ရုံတစ်ခုကအလုံသမလေးဖြစ်တဲ့ငါကတော့မြင့်စီခြင်းလို့နတ်ပြည်တင်ပေးတော်ပဲလေမြင့်နေထင်လို့ခုံချခြင်းရင်တော့လေညှိထိုင်နေညှိကံပဲပေါ့သမီးကအိမ်တော်မပြုတ်ကျင်သေးလို့ပါကြီးမေရော ငါကအတော်ဆိုပြီးမေဝမ်းနဲ့လွယ်မွေးတဲ့အမေတယောက်နဲ့မချားငငယ်လေးကနေကျွေးမွေးစောင်းချောက်လာခဲ့တာညီးသိပါပဲဟုတ်ပါတယ်ကြီးမေလင်းဆန်ရွေးရင်လင်ခွေးနဲ့ညားတက်တဲ့အဲ့ဒါကိုမှမိုက်လုံးကြည့်ပြီးအထွတ်တက်သွားရင်တော့လေနောက်မှမှားပါပြီဆိုတဲ့စကားနဲ့နောက်ကျောင်းကို ပြန်လှည့်လာဖို့တော့လုံးဝစိတ်မကူးပါနဲ့ငါကလည်းညီးတို့ထက်ပြတ်တယ်တမီးကဘာတွေလုပ်နေပြီလို့လေငါပြောတဲ့စကားထဲမှာဘာတွေလုပ်နေတယ်ညာတွေလုပ်နေတယ်ဆိုတဲ့ဆွဆွဲချက်တွေ တလုံးတဘာဒါမှမပေါ့လက်ရှိညည့်ရဲ့နေပုံထိုင်ပုံဝစ်စားပုံလှုပ်ရှားသွားလာပုံဟာအရင်ကနေမတူထူးခြားနေတယ်ဆိုတာကိုတော့ငါရိမ့်မိနေတယ်ဟိုကောင်တကောင်ကလည်းအနီးနားမှာဒရက်ဆက်ရင်ဝဲနေတယ်အညီရှိရင်တော့ရင်အောင်တဲ့တမီးတို့အိမ်ဆိုင်မှာဈေးဝယ်တာပဲဥစ္စာ ရောင်းသူနဲ့ဝဲသူတင်းမြအောင်တော့ဆက်ဆံရတာပါလူကယောက်ျားလိုလိုမိန်းမလိုလိုပါမှလည်းတရခဘလက်ဖြစ်နေဘယ်နေရာမှာသွားပြီးအားကိုးရမှာလဲ ။နောက်ဆိုရင်တနခါလင်းပြီးတော့မဆန်ရှာထွက်တော့မယ်ထင်နေ။ယောက်ျားလေးတွေတနခါလူတာကခေတဘောပါကြီးမေရဲ့။အေးခေကြခေကြကြည်တာခေကြတော့ဟိ။အတော်ဖြစ်သူရဲ့စေတနာအတွင်းနဲ့မြင့်မြင့်တန်းရဲ့အတွေ့ကဗရာတလန်တန်တလန်ဖြစ်နေတဲ့အတော်ဖြစ်သူရဲ့ဆုံးမသွန်သင်စကားကိုအကောင်းမထင်စိတ်တိုင်းမကြောက်အတော်ကပြဿနာရှာတယ်လို့ထင်နေနောက်တစ်ချက်ကလေသူမရဲ့ချစ်သူရုပ်ချော်လေးတမားသူစီကိုရောက်သွားမှာကိုစိုးရိမ်နေ ဟဲ့မောင်စုဗျာအချိန်မရှိတော့မှဘဲကိုထွက်အောင်မလဲတနေ့ကောင်ထွက်နေရတာကိုအားမရအောင်ည9:00နာရီထိုးလေပြီမောင်စိုးကသူ့ရဲ့အစီအစဉ်တိုင်းညစဉ်လို့လို့အပြင်ထွက်တာမို့တိတိစိတ်ထွက်သွားဖို့ဟန်ပြင်ခိုက်မှမိခင်ဖြစ်သူကပြောတော့မောင်စိုးကခြေလန်းတုံသွားရီမိုးချုပ်နေပြီနော်ဒါလူကောင်းတွေအပြင်ထွက်တဲ့ချိန်မဟုတ်မင်းဖေသိရင်စူအောင်တော့မယ်အမေပဲကြည့်ပြောလိုက်ပါဗျာမောင်စိုးကပြောပြောဆိုဆိုနဲ့ဇွတ်ထွက်သွားရီ မိခင်ဖြစ်သူမှာစိုးရိမ်စိတ်နဲ့ကြမ်းခဲ့တယ်။ဖခင်ဖြစ်သူကတော့အိမ်ပေါ်မှာရှိနေတော့မောင်စိုးထွက်သွားတာကိုမသိလိုက်ပြီ။ယနေ့ညမှာမြင်းမြင့်တန်းကရုပ်ရှင်ကြည့်မယ်လို့ပြောထားလို့တော့မောင်စိုးကရုပ်ရှင်ပြီးချိန်မှာမြင်းမြင့်တန်းကိုသွားဆောင်နေ။မြင့်ဟုတ်တော့ဘယ်ချိန်ကရောက်နေတာလဲ။နိုင်ဝက်လောက်ရှိပြီပေါ့။သူကဂရီတီတာပဲ။သွားတော့မယ်။အဖော်ရီသွားကုန်ပြီ။နေပါဦး။စောင့်ရတဲ့သူကိုမငဲတော့ဘူးလား။နောက်ကျရင်အတော်ကလေး ဘာပြောမှလဲပြောအေးစိစိနဲ့ဟိုအေးဆိုင်မှာသွားထိုင်ပြီးတော့ပြောကြမယ်ကွာအာမဖြစ်ပါဘူးကိုစိုးလိုက်ပေါ်ပါမယ်မောင်စိုးကသူ့ရဲ့အစီအစဉ်တိုင်းမြင်းမြန်တန်းကိုအချိန်ဆွဲထားခြင်းဖြစ်တဲ့ညကပုံနဲ့လာတဲ့အချိန်ကလည်း၁၇နှစ်လောက်ရောက်လာတဲ့မောင်စိုးရဲ့စင်ကွက်ထဲဝင်သွားတဲ့အိမ်ပြန်မှုဒုက္ခပဲမထူးပါဘူးမြင့်ရဲ့ကိုတို့လေ့ကြမယ်အာဘလို့ကြီးလဲကွာကိုစိုးကိုလေမိမပေးစားကြတော့မလို့တဲ့ ကိုတို့ကွဲရတော့မယ်။မင်းကကိုစိုးကိုခွဲနိုင်သလား။ကိုစိုးတော့မင်းကိုမခွဲနိုင်ဘူးကွာ။မင်းကလည်းကိုချစ်သူကိုလူကျော်ကိုတခြားမင်းကလေးတွေကြည့်ရတော့မှသဝင်တိုနေမိတာ။ဒီချိန်မှပြန်လို့လည်းမဖြစ်တော့ပါဘူး။တခါလေးလေ့ကျမယ်နော်။လာပါချစ်ရဲ့သွားစို့။မြင့်မြန်တန်ကလက္ခဏာကြီးကိုကြည်ရင်တပည့်တစ်ချက်ကိုချလိုက်ကမော်စုရဲ့နောက်ကိုကောက်ကောက်ပါခဲ့တယ်။အခုဘဲကိုသွားမှလဲလို့ရင်တွေတုံလိုက်တာ။အင်ကိုလေကိုစိုးတို့အင်ကိုသွားမှာ ဖြစ်ပါမလားကိုစိုးရဲ့မြင်းကြောက်တယ်ဖြစ်ပါတယ်လာပါကိုစိုးပိုင်ပါတယ်မောင်မျက်နှာတရွာထင်ပြီးတော့လိုက်ခဲ့တဲ့မြင်းမြင့်တန်းတယောက်မောင်စိုးရဲ့တငယ်ချင်းအိမ်မှာနှစ်ညအိတ်ကြရီမြင့်ရေသွားကြစို့ဘယ်ကိုသွားမှာလဲကိုစိုးတို့အိမ်ကိုလေဖြစ်ပါမလားကိုစိုးရဲ့ပိုင်ပါတယ်ဆိုကွာလာပါ မောင်စုမျက်နှာကိုမြင်လိုက်တာနဲ့မျက်နှာထားတင်းတင်းမာမာနဲ့အသေးဆောင်နေတဲ့မိခင်ဒေါ်ကြီးရဲ့မျက်နှာကိုမြင်လိုက်ကြရီဒေါ်ကြီးရဲ့မျက်စောင်းကမြင့်မြင့်တန်းရဲ့တကူလုံးကိုတုံလုံသွားစေရီမောင်စုကအတန်းခတ်တိုးတိုးနဲ့သူ့မိမခိုးလာတဲ့အကြောင်းကိုပြောပြရီတဲဟုတ်ပါလားဒီမှာထိုင်ကြစမ်းမအောင် မြင့်မြင့်တန်းကကလေထိုင်လို့တလုံးမှခရွရွလေးဝင်ထိုင်နေဒေါ်ကြီးကလောကမှာငါသားလိုကောင်မျိုးကိုမှရှာယူတတ်တဲ့မိန်းကလေးတွေလေးရှိသေးတကူလို့ညှိထားလိုက်တယ်ပြီးတော့အိမ်အပေါ်ဓာတ်ကိုတက်သွားပြီးခင်မောနေမောင်စိုးရဲ့ဖခင်ကိုခေါ်လာ ರೀ အေးတသမီချင်းကိုချင်းစာပါ ರೀ ဖြစ်လာမှတော့တို့မှတာဝန်ရှိတာပေါ့ထိုက်တဲ့နဲ့လူမှုရေးအတိုင်းတရာစီစဉ်ပေးရမှာပေါ့လေကလေးမကဘာတို့လဲဘာတို့သမီးလဲ မြင်းမြင့်တန်းကသူ့အကြောင်းအပြည့်အစုံကိုပြောပြသည်။မောင်စိုးဖခင်ရဲ့စကားကိုကြားရတော့ကြောက်ရွံ့စိုးရိမ်စိတ်များယိုနေသွားရသည်။ကျမတို့မကိုစကားအကုန်ပြောပြီးသားပါ။ထွက်သွားပြီးရင်တော့နောက်ကျောင်းပြန်လှည့်ဖို့တော့မစင်စားနဲ့လို့ပြောထားတာပဲ။ကျမက သမီးတယောက်လိုထိမ့်သိမ့်သွန်သင်ပြီးမိတ်။သူကကျမကိုအမေတယောက်လိုမှမခံယူတာလေ။ကိုယ့်အတောင်ကိုအားကိုးရပြီချင်းလို့ကိုယ့်ရဲ့အေးချမ်းတဲ့တိုက်မြုံကိုကြောပြီးပြန်သွားမှတော့နတ်ပြည်ပဲရောက်ရောက်အဝီစီးပဲကြကြ ဆက်သာပြန်ကြပေါ့သူကိုဆင်ပေးလိုက်တဲ့လက်ဝဲလက်စားဆွဲချိုးအားလုံးကိုတော့လက်ဖွဲလိုက်ပါတယ်အဲ့ဒါပါပဲရှင်အားတော့နားပါရဲ့ဦးအောင်ခန့်တော်ကြီးတို့ကတာဝန်အရာမြင့်မြင့်တန်ရေးကြီးတော်ဒေါ်ချိုထံကိုသွားရောက်ပြီးတွေ့ဆုံနေမိန်းကလေးကိုပြန်အပ်ဖို့ပြောဆိုညှိနှိုင်းနေဒေါ်ချိုရဲ့စကားကပြတ်တယ်သူတို့မရဲ့မင်္ဂလာကိစ္စကိုဘာမှတာဝန်မယူလို့တဲ့လေတမ်းမေးဖြစ်တဲ့ တားတော်မောင်မောင်မောင်ဆိုရေလောက်ရကိုမကြိမ်နဲ့တော်လေမချစ်တော်လေအောင်ကနံမနန်းတော်လေပင့်သက်ယူဆိုတဲ့စကားတိုင်းတားရေးသမီးရေးဖြစ်နေတော့အတိမတ်ပြုပေးတဲ့အဖြစ်အချင်းယုံပြီးတရားယုံမှလက်ထပ်ပေးလိုက်သည့်လင်ဖြစ်သူကိုအာကိုကြီးစော်နေစွန်စားခဲ့တဲ့မြင့်မြင့်တန်းတယောက်လောလောဆယ်မှာတော့မောင်ဆိုရဲ့မိဘတွေအိမ်မှာတောင်းတနေရသည်အမေဘာလဲကျွန်တော်တို့အိမ်ခွဲနေခြင်းနေဒီမှာနေရတာမလွတ်လပ်ဘူး ပြီးတော့အဖေကိုကြည့်ရတာတိတ်ပြီးမကြည်လင်းသလိုပဲမင်းလောက်တာမဟုတ်လို့မကြည်တာတော့အမှန်ပဲဇာကိုလည်းမကြိုးစားဘူးအလောက်လည်းမလောက်ချင်ဘူးအိမ်ကအလောက်ကိုလည်းမကူဘူးအိမ်လည်းမကပ်ဘူးဒီကြားထဲမိမကအစ်စ်ပါလာပြန်တော့မိမကကောင်းကွက်ပါရှိသေးလေအိမ်ခွဲကျင်တာတော့လွတ်လပ်တယ်ဟုတ်တယ်ဝင်းရဲ့အတွက်တော့မလောက်ကြမှာလေမြင်းမြင့်တန်းကကျမအလောက်လုံးနိုင်ပါလေကိုစိုးကိုလည်းဘွဲရပြီးသားဆိုတော့အလောက်တစ်ခုခုမှဝင်လောက်လို့ရမှာပါဘယ်သူလဲဘွဲရတာ ခုနှစ်တန်းတော့မအောင်လို့เจ้าကထွက်နေရတာမင်းတို့ခင်မင်းကလေးတွေတိတ်ခတ်ပါလားတယောက်เจ้าကိုတယောက်တိတိမိမိတည်တည်ချာချာမလေးလာမစုံစမ်းမဲကို လူစိုးလားလူကောင်းလားမျိုးရိုးဘီဇဇာရိတကိုကျင့်တရားယောဂရှိမရှိဆိုတာကိုလည်းမလေးလာပဲခုတွေ့ခုကြိုက်ခုอยู่ခုကွဲတိတ်ဟုတ်တာပဲဒီတော်ကဘာဘွဲမှမကြောက်သူကဘွဲရပြီသားလို့ပြောထားလို့လားဟုတ်ကဲ့ဘွဲရပြီးတော့ကားဝဲလျှော့တခုမှအလုံးလုံးနေတာဟဲ့ ရင်မြင့်တန်းကမောင်စိုးကိုမသိမသာတစ်ချက်ဆွေးကြည့်လိုက်သည့်မောင်စိုးကအလင်းတွေပေါ်ပြီးဖြစ်တာမို့မျက်နှာလွှဲထားသည့်အကြမဟုတ်ဘီးစကားလည်းမဟုတ်ပါမောင်စိုးရဲ့မိခင်ဖြစ်သူရဲ့ပြောစကားဖြစ်တော့မြင့်မြင့်တန်းအတွက်တန်လျာဖြစ်เสียမလိုတော့ပြီတစ်ဆက်သေးမှပဲသူမကမျက်ရည်ကိုစတင်မိဖွေရသည့်ကျောချမဓမြမန်းသည်ဆိုတဲ့စကားတိုင်းသူမအလိန်ခံလိုက်ရပြီးကိုချိုးနေပြီဆိုတာကိုသဘောပေါက်ရတော်ရီ ကြီးမေပြောမှုတဲ့စကားလေးကအတွေ့အဲကိုဖောက်ဝင်လာ၏ခိကြခိကြကြည်တာခိကြတော့ဟိအိမ်ခွဲဖို့ကိစ္စကငါတယောက်တည်းဆုံးဖြတ်လို့မပြီးဘူးမင်းအဖေနဲ့တိုင်မြင်အောင်ပါဒေါ်ကြီးကဥအောင်ခန်းကိုပြောပြတော့ဥအောင်ခန်းကမကန့်ကွက်ပြီးအေးလေအဲ့ဒါမှလေသူတို့ဘဝကိုသူတို့ရုံးကန်တက်လာမှာသူတို့ဝန်းကိုတော့အငတ်ခံမင်းမထင်ပါဘူးလောလောဆယ်တော့တီးတန့်အိမ်တိုင်းဝယ်ပြီးဖို့တို့မှငွေကြေးမရှိဘူးဒီတော့ငှားနေကြပါစေပေါ့ကွာ တကယ်တော့ဦးအောင်ခန့်ကအေးအေးနေတတ်သူဖြစ်တော့မျက်စိရှင်းနားအေးရင်တမျိုးစိတ်ချမ်းသာရတယ်ဆိုတဲ့အတွင်နေအိတ်ခန်းတစ်ခုကိုစပေါငွေ3000ကျပ်ပေးပြီးငှပေးလိုက်တယ်။လားစိန်ကြီးကိုတော့သူတို့ဘာသာပေးခိုင်းလိုက်တယ်။အထိတ်ကွတ်မရှိနေလို့တဲ့မောင်စိုးကတော့လွန်စွာမှသဘောကျသွားရီ။ကိုစိုးဟမ်ပြောလေမြင့်။အင်ကိုလည်းကပ်ပါအောင်ကိုစိုးရေမြင့်မှာအလောက်ကိုလည်းတော့ရအင်ကိုရောက်တော့လေရေတောက်ချင်လို့တောက်ရည်အိုမှာရေမရှိဘူး။ နေနိုင်လိုက်တာတကယ်ဆိုရင်လေတမင်ဦးလေးတလုံးတည်ထားပေးရင်တော့မှတစ်ဖက်တစ်လမ်းကတတ်တာအောင်ပဲအဲ့ဒီလိုလုံနေလို့ကတော့ဘယ်တော့မှစီးပွားဖြစ်မှာမဟုတ်ဘူးမောင်စိုးမိဘတွေရဲ့မျက်စိခွေရောနားခွေရောကိုရောက်မှမောင်စိုးကလေအကွမရှိတဲ့ကျန်းလို့ဗယံပတ်တာဖြစ်နေကြတော့လေမြင်းမြင့်တန်းကတီးမခံနိုင်တော့ပြီပြေတောက်ပြေတောက်ပြောတော့ရီယူမိတဲ့ယောက်ျားပေါ်မှာစိတ်ကုန်လာရီမူလကလေးကခြေထောက်မှာဘွေပါလာတဲ့မောင်စိုးကတော့သူ့အမားကိုသူ့မမြင် သူတာဝင်ကိုသူတိတတ်သူမဟုတ်ပြီမြင်းကလည်းကွာပူညာပူညာနဲ့စိတ်ညစ်ပါလေအိမ်မိုးကိစ္စတို့ချက်ပြုတ်တာတို့ဆိုတာအိမ်ရှင်မတွေရဲ့အလုပ်ကကိုလည်းအလကားနေတာမဟုတ်ပါဘူးအလုပ်လိုက်ရှာနေတာအိမ်ခွဲလာတာပဲရှစ်လတောင်ရှိပြီအလုပ်ကခုထိမရသေးဘူးလားမင်းလို၆ပြတပြပဲရတဲ့အလုပ်ကိုမလုပ်ချင်ဘူးကွာကိုကအချီကြီးရမယ့်အလုပ်ကိုမှလုပ်ချင်တာအချီကြီးရချင်ရင်တော့လေဓမြတိုက်မှာပဲရမှာအဲ့ဒီလိုရောတတ်သိရှိလို့လားနားကြီးလေကွာ မင်းရမင်းမချက်စားပြီးတော့ကို့အတွက်ပူးမနေနဲ့ကို့မှာအပေါင်းအသင်းတွေအများကြီးရှိတယ်ဘယ်မှာဝင်ပြီးတော့ဆက်စားရတယ်သွားမယ်မြင်းမြန်တန်ကပြေတောက်ပြေတောက်ပြောနေစင်ပါပြီမာစိုးကဇွတ်ထွက်သွားတော့တဲ့ တောက်ရည်ဦးမှာရေတောက်စရာတော့မရှိတဲ့ငါဘဝပါလားဆိုပြီးတွေးရင်နဲ့မျက်ရည်ဆန်းဆန်းနဲ့ကြံခဲ့ရှာရီအိမ်တော်မှုဖီးအားတဲ့စီးမီရီစုတ်တို့ဒိုသုံးချက်မပိုင်ရင်နောင်ပြန်ရန်ခတ်တဲ့အမျိုးဆိုပြီးရှေးကဆုံးမစကားတည်းရဲ့ရှိပါရီအိမ်တော်ဦးမှာလူရွေးမခဲ့တော့ပြန်ပြန်ရန်ခတ်တယ်ရီဖီးအားတေအားမလေးမူလကလေးကစနစ်မကြတော့ဖီးအားစီဒီပုံကိုယ်ကောက်ရင်ရိုက်သွားတော့ပြန်ပြန်လို့မရတော့ဘူးရီ ဈေးမင်းကြောင့်ဒိုးရမှလေစနေတကြာအယူဆမမှန်ကျွချော်ခဲ့တော့ပြင်လို့မရတော့ဘူးတဲ့ရှေးကအဆုံးမစကားပါဒီအဆုံးမစကားကိုစန့်ကျင်ပြီးရှေးထုံးကိုပေးပြီးဒိုးကတော့တယောက်မကောင်းတယောက်ပြောင်းဖို့ဆိုပြီးဆိုတဲ့သူလည်းရှိကောင်းရှိပါမေးတကယ်တော့ဗဇက်ပြောတာဖြစ်တဲ့တယောက်မကောင်းလို့ပေါင်းသိမ့်ပြီးတာမှတယောက်ပြောင်းတဲ့မိမဒါမှမဟုတ်ယောက်ျားကိုဘသူမှတန်ဖိုးထားမှာမဟုတ်ပါဘဝတူချင်းချင်းကောက်ရိုးနဲ့လဲတော့အိုးခွဲပင်ရှာမှာဖြစ်တဲ့ စိုးခန့်ရီဟာမောင်စုဘဲကလှဲ့လာတာလေနားလေကွာအိမ်ကလှစ်လာတာပဲမိမကပူညံပူညံနဲ့နားပူလုံးလို့သူကအလုံးလုံးရတယ်ပတ်စံရှာရတယ်ဆိုပြီးကြီးကျယ်လုံးလို့ကွာမင်းကလည်းသူကျေနဲ့အောင်ကုညီညာလုပ်ပြီးအောင်မှာပေါ့ကွာအာမိမယူတာခိုင်းစားဖို့ကွာဒါကြောင့်လဲအလုံးရှိတဲ့ဝင်ငွေရှိတဲ့မိမကိုရွေးယူထားတာကုလုပ်ပေးဖို့နင်းနေတာတာသူ့ကိုမြင်ရတာကဘိုဒီဘတ်ဒီနဲ့မြင်ရတာမောလုံးနေကွာအေးလေအဲ့ဒါကတော့မင်းတို့ရဲ့အတွင်းရေးပါ ဒါနဲ့ဘဲကလာလေခင်မောင်ကဒီနေ့သူဝယ်လာတဲ့တိုက်ချက်ဘကိုခွက်လက်စမ်းမယ်ဆိုလို့တွားကြည့်ရကွာအလုံးမဖြစ်ပါဘူးကွာမင်းကတော့အထုပ်ပိုးနေဘဲတော့မလို့တော့မိမရပြီဆိုတော့စီးပွားရေးကိုဇောက်ချရပြီလေတော်တော်ကြာရင်အစွဲပွားတွေကတိုးလာတော့မှအညာဘက်ကိုခရီးသွားမလို့တ냐အဲ့လောက်တော့ကြာချင်းကြမှာမင်းအရင်လိုက်ခဲ့ပါလားဇရိတ်ခံရင်လိုက်တာပေါ့မိမိမကိုပြောခဲ့ုံလေကွာခောက်ထားစမ်းပါကွာ ဒီလိုနဲ့မောင်စိုးတယောက်တငယ်ချင်းစုခန်းနဲ့တူမကွေးမြို့ကိုတညအိတ်လိုက်ပါခဲ့သည်။နောက်နေ့မှပဲကားနဲ့ပြန်လာကြသည်။ကိုကိုကွာရွာအရောက်မှာတော့ကားခိတနာသည်။ကားမောင်သမားများက ထမင်းစားကြသည်။ခရီးသည်များလည်းအညောင်းညာပြေးစင်းကြသည်။ကားပြန်ထွက်ခန့်ပြီးတော့တာတာနာနာဝေစားထားတဲ့အသက်20ခန့်ရှိ အမျိုးသမီးတယောက်ရောက်လာသည်။စပီယာကမေးသည်။အမလေးလိုက်မလား။အင်းလိုက်မလား။ ။ထိုင်ကုန်တော့မရတော့ဘူး။အလဲကပဲရမယ်နော်။အမျိုးသမီးငယ်ကကားပေါ်ကိုတက်လာပြီးသူမမျက်လုံးတွေကထိုင်စရာနေရာရှာပြီးစပီယာက အလဲလမ်းမှာခွေးချီကုန်လေးတစ်လုံးချပီးပြီးဇိုခန်ကမောင်ဦးကို မျက်ရည်ပြလိုက်သည်။ထိုင်ကုန်မရရင်ဒီမှလာထိုင်ပါလား။နေပါသေးရှင်အားနာစရာ။အားနာစရာမဟုတ်ပါဘူး။ကုညီရပါ။အလေလမ်းမှာဆိုတော့ဟိုလူကျော်ဒီလူကျော်နဲ့မကောင်းပါဘူးဗျာဒီမှာလာထိုင်ပါ မောင်စိုးကအမျိုးသမီးတွေဖေးပြီးသူကအလေတန်းမှာသွားထိုင်လိုက်တယ်။ဘယ်ကိုသွားမလဲ။ဆက်သွားကိုသွားမှာပါ။ဆက်သွားမှာနေတာလား။ဟုတ်ကဲ့။ကျွန်တော်နာမည်ကခင်မောင်မောင်ပါ။နောက်တွေ့ရင်လေးခေါ်ပါ။ဟုတ်ကဲ့။ကျမနာမည်ကမေတပ်ပါ။အိမ်မှာတော့မာတပ်လိုပဲခေါ်ပါရီ။သူကရောဘယ်မှာနေလဲ။ပြည်မြို့မှာနေပါရီ။ဝတီကံဘက်မှာလွတ်လွတ်လပ်လပ်ကိုပိုင်အိမ်တွင်းအလုပ်ပဲလုပ်ပါရီ။မြင်းမြတ်တစိမ့်ဖျောင်းနိုင် သုံးဖို့မှာပါ။အဲ့ဒါဟာကျွန်တော်ထုတ်လုပ်တဲ့ဖျောင်းနိုင်မှာ။ ုံးမှုပါတယ်အတော်ကောင်းတာပဲတဖြည်းဖြည်းနဲ့မောင်ဆိုးစင်တဲ့အကွက်သေးကိုအမျိုးသမီးပါလာရီတခက်ကြီးထဲမှာပဲမိတ်ဆွေရင်းချရီလိုဖြစ်သွားကြရီဇက်သားကိုရောက်တော့အမျိုးသမီးကနောင်လန်းကြုံရင်လေဝင်လေပါဆိုတဲ့ဖိတ်ခေါ်စကားကိုပြောပြီးစင်းကြံခဲ့ရီဟာမောင်ဆိုးကတော့ပိုင်နေကွာ မောင်ဆိုးကမပိုင်ရင်ချင်းအောင်မရိုက်ဘူးဆိုခံရ နောက်နေ့ရက်အကြောင်းပါပဲမောင်စိုးခေါ်ခင်မောင်မောင်ကဆက်သွားကိုလမ်းပေါက်သွားပြီးမြင်းပြန်တစေပြောင်းနိုင်တုံများကိုဝဲပြီးမိသက်ကိုလက်ဆောင်ပေးဒါကျွန်တော်အလုပ်ယုံကထုတ်တဲ့ပြောင်းနိုင်တွေပါမမိသက်ကိုလက်ဆောင်ပေးတာပါကြီးစုတင်ပါရှင် အလဲလာခြင်းလာပါဒီလိုယူမလာပါနဲ့ကိုခင်မောင်မောင်ရေကျွန်တော်ကပုပ်ကိုရေးခင်မင်လာရင် အခုလိုစေရနာတရာစိတ်ကရိုဖိတ်လာတတ်လို့ပါ ပေးကန်းချင်းကအောင်မြင်ရဆိုတဲ့ထုံးကိုနှလုံးမူပြီးမောင်စိုးကခင်မောင်မောင်ကမိသက်ကိုအတင်းဝင်ပူခဲ့တော်ရီဒီလိုနဲ့နှစ်ဦးနှစ်ဖက်အပြန်အလှန်အစည်းကတ်သွားကြရီစူရရင်တော့အိုချင်းထလိုအိုချင်းထီကုံကြရီကိုမောင်ဘာလဲတဲ့ကိုမောင်နဲ့တတ်တို့ကိစ္စကိုကြီးသိသွားပြီဟမ်ဟုတ်လားနေတိုင်းအရမူးလာတာနဲ့တက်ကိုဓာချင်းချင်းနေတယ်ကိုမောင်ကိုလေငါညမကိုလာရှုပ်တာဘဲခါကောင်လေငါ့ကိုပြောစမ်း ဇက်ကောင်းလို့ဓာတောင်းတဲ့ကောင်းတကောင်းပေါ်လာပြန်မီလာဘာညာနဲ့ပြောနေတာတော်တော်ဆိုးပါလားပြက်တနာပဲအကိုကြီးကအရင်လူတတ်မှုနဲ့ထောင်ဆယ်နှစ်ကြာခဲ့တာလွတ်လာတာတိတ်မကြသေးဘူးမိသက်ကြောက်တယ်သူမှုလာရင်လေသွေးကလည်းဆိုးတယ်တစိုးထိုးသမားကိုမောင်ရဲ့ဒီတော့ဘာလုပ်ကြမလဲအဲ့ဒါကတော့ကိုမောင်စဉ်းစားရမယ့်ကိစ္စလေမေတ္တတော့ကိုမောင်နဲ့သာအတူနေရမယ်ဆိုရင်အရာရာကိုစွန့်ရဲတယ်အရာရာကိုလည်းရင်ဆိုင်ရဲပါတယ် ရုတ်တရက်ထွက်လာခဲ့တယ်ဆိုတော့ကိုမောက်မောင်ပတ်စံကားလေးပတ်စံအတွက်မပူပါနဲ့တက်စီမှာရှိပါတယ်အဲ့ဒါဆိုလဲပြီးတာပေါ့ဒီလိုနဲ့မိသက်တယောက်ခင်မောင်မောင်ခေါ်မောင်စိုးနောက်ကို ကောက်ကောက်ပါလိုက်ခဲ့တော်ဒီလောလောဆယ်တော့ဒီမှာပဲခဏခိုးနေကြမယ်နော်ဘူတာရက်ွက်ရှိတငယ်ချင်းစုခန့်အိမ်မှာခိတဒဲနေကြသည် တနင်္ဂနွေတစ်ပတ်လုံးအိမ်ပြန်ရောက်မလာတဲ့လင်းတော်မောင်တို့ပူပင်တော့ကရောက်နေသူကတော့ဇနီးတဲ့မြင့်မြင့်တန်းဖြစ်တဲ့အလုံးမအားလက်တဲ့ဂျာကပြီးမောင်စိုးတရင်ကိုစုံစမ်းရရမြည်တို့မြတရင်စားနာမရပြီသူမဘက်ကတောင်းဝင်ကြည့်စီရန် မောင်စိုးရဲ့မိခင်ဒေါ်ကြည်ထံကိုသွားရောက်ပြောပြရမြင့်မြင့်တန်းစိတ်တွေခိုင်းပါလာပြီမို့မျက်ရည်မကြတော့ပြီး တနေ့မှာတော့တနေ့ရမှာမောင်စိုးနဲ့ဒေါ်ကြီးတို့အမတ်မတင်တွေ့ကြတော့တယ်ဒေါ်ကြီးကအိမ်မှာဟိုကလေးမလေးတယောက်တည်းထားပြီးမင်းကဘဲကိုတဝေထိုးနေတာလဲလို့စူပူတယ်ကျွန်တော်အလုတ်လိုက်ရှာနေတာပါမရသေးလို့အလုတ်ရပြီလားဘာလုပ်နေလဲအမေပြောဘာလဲကျွန်တော်အိမ်ကိုခဏလောက်ပြန်လာခြင်းနေဘာကိစ္စလဲမင်းမအိမ်ရှိသားပဲအိမ်ကိုပြန်သွားတော့ကောင်မလေးစိတ်ပူနေတာတို့အိမ်ပြန်လာဖို့တော့အိမ်မက်တောင်မမတ်ပါနဲ့ မင်းဖေเจ้าကိုသိတယ်မဟုတ်လားအမေတို့ကရက်ဆက်တယ်ဗျာအခုဘယ်မှနေတော့ဘူတာရက်ွက်ထေကတငယ်ချင်းအိမ်မှာတငယ်ချင်းကကြည်ပြူပေမဲ့သူမိမက မကြည်ဘူးအင်းကမပြန်သေးဘူးလားပြန်တော့လေစိတ်ညစ်လို့ရှောင်နေတာဖះဖះမင်းတို့ခက်လေလင်ကမ်းမရကန်းကလည်းလွယ်လိုက်တာလွယ်လွယ်တွေးကြလွယ်လွယ်ညာလွယ်လွယ်ပဲကွဲကြပြဲကြနဲ့ဟွန်း ဒေါ်ကြည်အနေနဲ့မြေကဲ့သို့သဘောပေါက်တယ်မသိမောင်စိုးကတော့မိသက်ရဲ့အကူလူမိုက်ကြီးကိုလမ်းနေတော်မူထင်ထင်ပေါ်ပေါ်မနေရဲအောင်ရှိနေသည်မြင့်မြင့်တန်းကလည်းလက်မလျှော့တရန်ရောက်ခမဒေါ်ကြည်ထံကိုလာရောက်စုံစမ်းပြန်နေဒေါ်တော်ကိုစိုးတရင်ရလာအေးမင်းရောက်လာတာနဲ့အတော်ပဲငါနဲ့တွေ့ခဲ့တယ်ဘယ်မှာလဲဒေါ်တော်သူကဘာတွေလုပ်နေလဲဘာလုပ်နေလဲမပြောတတ်ဘူးနေတာကတော့ဘူတာရက်ွက်ထဲကတငယ်ချင်းအိမ်မားတဲ့ တကယ်ကိုပေါက်လို့ပင်စာဖြစ်နေပါပြီ။မင်းဘဝကိုလည်းကိုကျင်းစာပါတယ်။တနာလည်းတနာပါတယ်။လင်းစိုးမရတဖဖားဆိုတာအဲ့ဒါပဲကလေးမကြီး။ဟိုးတော့ကတော့မြင့်ရဲ့မျက်နှာကိုတနစ်မမြင်ရရင် ကောင်းကင်ကငွေစင်လာမင်းကြီးထာဝရပြောက်နေတာပဲလေဘာလေးနဲ့။အခုတော့ယောက်ျားတယောက်ကပီလောပင်ပတ်ကြည်တက်တယ်လို့ချွဲတာကိုမှသဘောကျတာကိုကိုယ်တို့များအိမ်အောင်ကြတာမောင်စိုးအပါဝင် ကလေးသုံးယောက်ရပါပြီ။ဘယ်တော့ကမှယောက်ျားတမင်မချွဲဘူးပါ ပြောရင်လဲခိုင်ခိုင်မာမာတိတိကြကြလုံးရင်လဲညံလုံးလာဝရီးရနဲ့ဇွဲနဲ့အဲ့ဒီလိုယောက်ျားမျိုးနဲ့ရခဲ့လို့သာအခုလိုတင်းတောင်းတင့်တယ်နေနိုင်တာပေါ့ကျမလိုက်ချအောင်မယ်တော်တော်အေးကောင်းတယ်မီးဆိုတာမလောင်ခင်တားရမှာ ရောက်ခမဒေါ်ကြီးရဲ့စကားကိုကြားရတဲ့အခါမိကုတ်မလောင်ခင် တားခဲ့တဲ့သူမကြီးမေရဲ့အဆုံးမစကားတွေကို ပြန်လည်တတိယမိတဲ့နောင်နာဆိုတာက နောင်မတော့ရာမင်းဖြစ်တော့မြင့်မြင့်သားအတွက်နောက်ကိုလှည့်ရန်လမ်းကလုံးဝမရှိပြီးတရင်အစားနာရတာနဲ့သူမကိုယ်တိုင်တရင်အစင်စင်မိကုတ်ကြွက်လျှောက်လိုက်တော်ရီဒါကိုစိုးခန့်ရဲ့အိမ်မလားရှင်ဟုတ်ပါတယ်ကိုစိုးခန့်နဲ့တွေ့ကြလို့ပါသူတို့လည်းမရောခရီးသွားပါတယ် ဒါဆိုရင်ဒီမှာနေတဲ့ကိုစိုးနဲ့တွေ့ကျင်လို့ပါဘယ်ကကိုစိုးလဲဒီမှာကိုစိုးဆိုတာမရှိပါဘူးမြင့်မြင့်တန်းကပြောဆိုရင် လေက3လေးတက်တက်လိုက်တဲ့အဝင်ဝမှာမျက်နှချင်းဆိုင်ပြောနေသူကမိသက်ဖြစ်တဲ့ရှင်အိမ်မနေပြီထင်တယ်မမားပါဘူးစိုးစိုးကပဲကိုစိုးဒီအိမ်မော်တက်သွားတာကိုကျမလှမ်းမြင်လိုက်ပါတယ်သူမသူပါကျမကကိုစိုးရဲ့ဇနီးပါ မြင့်မြင့်တန်းရဲ့အတန်ကိုကြားရကလေးကမောင်စိုးတီးလိုက်တယ်။မြင့်မြင့်တန်းကလည်းဖြစ်တဲ့နီးနဲ့ထိတ်ထိတ်ရင်ဆိုင်မှုဆုံးဖြတ်လိုက်တယ်။မောင်စိုးကလည်းအတွင်ကန်းထဲကိုဝင်ပုံတော်ရီမိသက်ကိုပြောရီ"ရှ်မရှိဘူး"လို့ပြောလိုက်။ရှင်အိမ်မနေပြီထင်တယ်။ဒါဆိုရှင်ကကိုစိုးခန့်ရဲ့မဟုတ်ပါဘူး။ကိုခင်မောင်မောင်ရဲ့ဇနီးမိသက်ပါ။အဲ့ဒါကျမယောက်ျားကိုစိုးအစ်စ်ပါ။ရှင် မိသက်သဘောပေါက်သွားပြီးခင်မောင်မောင် ပုံအောင်နေရာအခန့်တွင်စီကိုမတိမတာလေပြန်တစ်ချက်လှည့်ကြည့်လိုက်သည့်မြင်းမြင့်တန်းကလည်းအိမ်မော်တက်ဖို့ခြေလှမ်းပြန်လိုက်သည့်ကိုစုထွက်လာပါမြင်းတိနေတယ်နော်ယောက်ျားပြီပြီတတိရှိရှိရင်ဆိုင်စမ်းပါမြင်းရဲ့ဒေါသကိုသိတယ်နော်ကိုစုထွက်မလာရင်မြင်းဝင်လာမှာနော်နောက်မှဘာဘာညာညာမပြောနဲ့ မြင်းမြင့်တန်ကခတ်ထန်ထန်ပြောလိုက်တော့လေမောင်စိုးကထွက်မလာခဲ့မြင်းမြင့်တန်ကပူပြီးဒေါသဖြစ်လာ ರಿ အင်ရဲ့တွင်းကို ဝင်းရံဟန်ပြန်လိုက်တဲ့အသားတွေတစက်စက်တုံလာ ರಿ မိသက်ကဒါ ರಿ အထဲကိုဝင်းဖို့မကြိုးစားပါနဲ့တရားဥပဒေရအရေးယူလို့ရတယ်နော်ငါလင်ကိုငါခေါ်တာဘယ်ဥပဒေနဲ့အရေးယူမှာလဲဖယ်ပြီးစမ်းပါမဖယ်ဘူးမဖယ်လဲဝင်းနေဟာဝင်းအောင်ဟာ မိသက်ကမြင့်မြင့်တန်းရဲ့ပါးကိုရိုက်လိုက်တော့မြင့်မြင့်တန်းကပူပြီးတော့ဒေါသထွက်သွားတယ်။သူမြလင်ကို ခိုးတဲ့မိရငယ်ကငါ့ကိုရိုက်တယ်။ကဲဟာကဲဟာမြင့်မြင့်တန်းကလည်းမိသက်ရဲ့သပင်ကိုလှမ်းဆွဲပြီးဂုတ်ကိုဖိကမျက်နှာကိုဒူးနေတိုက်တဲ့မိသက်မှာမူးလေကျသွားတယ်။ဒူအခိုက်မှာပဲမြင့်မြင့်တန်းကအတွင်ခန်းလေးကိုဝင်ရှာတယ်။ကဲဟာအဲလာလာကြပါဦးမြင့်မြင့်တန်းရဲ့အော်တန်ဖြစ်တဲ့ ူမကရှေ့ကိုအာယုံဆိုင်နေခိုက်မှာပဲလဲနေတဲ့မိသက်ကမိဖို့ဆောင်အတွင်းမှာရှိတဲ့ဟင်းလီဓာတ်ကိုယူပြီးအလစ်မှာမြင်းမြင့်တန်းရဲ့ကြောပြင်ကိုတအားထိုးလိုက်တဲ့ပြီးတော့ဓာတ်ကိုကြည်ကြည်ပါအောင်ဆုပ်ကင်ပြီးမောင်ဆိုးကိုရှာပြန်တဲ့ဘဲမလည်းလူရုပ်မှာလူကလေးထွက်ခဲ့စားနေနေပါဆင်းရင်းရှင်းပါမောင်ဆိုးကခင်မောင်မောင်ကတော့အိမ်နောက်ဖေးပေါက်ကနေ ခုံချထွက်ပြေးသွားပြီးဖြစ်တဲ့ထမင်းဝောင်းတာစားထအောင်ပေါ့ကွာ တရားရုံးစီရင်ချက်အပြီးမှာတော့မေသက်ခေါ်မသက်ကထောင်ဒဏ်၃နှစ်ကြာပြီ အဋ္ဌိဝင်ကနတ္တိဝင်ကမြစ်တို့ရဲ့သဘာဝဟာအကောက်အကွေနဲ့မကင်းသလိုမိမတို့ရဲ့အတွင်းသဘောကလည်းမဖြောင်ပြူးတတ်လို့ဇူတတ်ကြပါရည်တကယ်တော့လူသားတို့ရှင်သန်မိတီရာလောကကြီးထဲမှာအဋ္ဌိဝင်ကအမျိုးသမီးတွေ ရှိတတ်တဲ့ကဲ့သို့ပူရိတဝင်ကမနောကွေကသကောလောက်မှာဆောင်းမနှက်တဲ့ကလင်ကကြေမဆာနာဓာတ်တဲ့ယောက်ျားမျိုးတွေလေရှိလေတယ်ဆိုတဲ့တာရကကို မေသက်ခေါ်မေသက်ရဲ့မူကင်းဖြစ်စဉ်လေးကထောက်ပြထားပါရီ ူမဖြစ်စဉ်ဇလန်းကနေကုန်းချုပ်သွားပါပြီ။ဤနေရာမှာခေဆိုတဲ့ဇကားရက်နဲ့အတွေးတွေကိုတုံးသက်ရပါမည်။ ခေဆိုတာကအသုံးချစကားရက်ဒါမှမဟုတ်အခေါ်အတာဖြစ်တယ်ခေကိုတရုပ်ဖော်ပြတာကလူသားတွေပဲဖြစ်တယ်ခေကိုပုံချလို့မရပါနှလုံးသားအရေးဒါမှမဟုတ်အခြေရေးကိုစဉ်းစားပြီးဆိုရင်အုံနောက်အရေးဒါမှမဟုတ်အိမ်တောင်အရေးအနာဂတ်အရေးဒီနှစ်ပင်လိန်အယုတ်ထွေးတွေကိုတစစီဆွဲထုတ်နိုင်စွမ်းသောအတွေ့အသည့်စင်ကျင်သုံးသပ်မှုစွမ်းရည်လေးရှိဖို့လိုအပ်လာပါ रे ဒါမှမဟုတ်ပါက จิตတော်တန်တော်မုံတော်ရန်သူဆိုတဲ့စကားအတိုင်းအမုံဖတ်တော်အကျိုးရုပ်တတ်ပါကြောင်းပညာပြီးတင်ပြလိုက်ရပါသည်။စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါသည် ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။အခုလိုစိတ်ဝင်စားဖွယ်ဇလန်းများကို တင်ဆက်ပေးတဲ့ကျမရဲ့လာပြေးများ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပြီးဖို့တောင်းဆိုပါရစေရှင်။